လားပါကျွန်တော်ဒီတစ်ပတ်တင်ဆက်မဲ့အကြောင်းအရာကတော့ဒီနေဦးတော်လည်ရင်းတဲ့အတူမသိမသာဖြစ်လာနေတဲ့စစ်ပြင်ဝါဒကိုတတိထားကြဖို့ဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတင်ဆက်သွားမှာဖြစ်ပါတယ်တကယ်တော့စစ်ပြင်ဝါဒကိုတော်တော်နဲ့လူရင်းပြောရမယ်ဆိုရင်လက်နဲ့အကုန်နဲ့အနိုင်ကျင့်တဲ့ကြီးနိုင်ငင်းညင်းလမ်းစဉ်တစ်ခုလို့ပြောရပါမယ်ဒီလိုဇီးရိုက်တွေကလက်နဲ့အကုန်အနာ ပြတ်ကျင်တဲ့အစုအဖွဲ့တွေကြားမှာရှိတတ်တဲ့ညံ့မှာတစ်ခုပါဘူဒေဒရစ်ကတည်းကတည်လာတဲ့အင်အားကြီးတိုင်းနဲ့ရှိမယ်လက်နဲ့ အားနဲ့နိုင်ကြည့်မယ်ဒါတွေကအခုခေတ်မှာလည်းမြင်တွေ့လာရပါတယ်မြန်မာနိုင်ငံတမိုင်းကြောင်းအရပြောမယ်ဆိုရင်ပါလီမန်ခေတ်ကျော်လွန်ပြီး1962နှစ်ကာလကလေးကစစ်ပြင်းဝါဒကြီးစိုးလာခဲ့တာဖြစ်ပါတယ်မတိမငြိမ်ဖြစ်အောင်ခွေးတွေးလမ်းစဉ်တွေနဲ့ကြည့်တုံခဲ့တဲ့မြန်မာစစ်တပ်ရဲ့စစ်ပြင်းဝါဒကြီးစိုးလို့မှုဟာဒီနေ့အချိန်ကြီးစစ်မီတောင်းလောင်နေတုံလို့ဆိုရပါမယ်အခုလိုပြည်တဲ့စစ်ရှိကြပြီးတိုင်းပြည်မငြိမ်မသက်ဖြစ်လာတဲ့အချိန်မှာ လက်နက်ကင်ရာစုအတီးတီးဖွဲ့ပြီးတူတလုံငါတမင်းပုံစံဖြစ်လာတာကစစ်ပြင်ဝါဒကိုတွန်းအားပေးသလိုဖြစ်နေပါတယ်။တစ်ဖက်မှာလည်းနေဝင်းလက်ထက်ကဆလို့စစ်ကောင်းဆောင်ဆက်စကပီထောင်စုထင်းမှရှိတဲ့လူမျိုးအတီးတီးနဲ့တဟဇာတကြောင်မတိဆောက်ပဲလောက်ဝကြီးအုတ်ချင်တာကြောင်ဒီစစ်ပြင်ဝါဒကိုမွေးထုတ်ပေးလိုက်တာဟာမြန်မာစစ်တပ်ကိုယ်တိုင်ပဲလို့ပြောရပါမယ်။ဒီလို ဖြစ်လာအောင်လည်းပညာရေးကအစလိမ့်တယ်လူမျိုးတစ်ခုတင်းမှတော့တောင်နဲ့မြောက်ဆိုပြီးတော့ခွဲတယ် တောက်ပြီးဘာသာရေးအရာတွေးခွေးတယ်ဒါတွေကမြန်မာစစ်တပ်အဆက်ဆက်ရဲ့လုပ်နေကြရာလမ်းစဉ်တွေဖြစ်ပါတယ်တကယ်တော့ဒီလိုမကောင်းတဲ့လက်နဲ့အားနဲ့အနိုင်ကျင့်တဲ့စစ်ပြင်ဝါဒကိုရန်သူကစိုးမွေပင်းတောင်းမြမနေဦးတော်လန်ရေးမှာဒီစိုးမွေကိုဆက်မခံဖို့လိုပါတယ်ဒီလိုမှမဟုတ်ရင်ဖက်ဒရယ်ဒီမိုကရေစီတိဆောက်ရေးမှာပြဿနာအကြီးကြီးဖြစ်လာနိုင်ပါတယ်။ပထမဆုံးပြောချင်တာကတော့နေမြေအငင်းပွားတဲ့ပြဿနာဖြစ်ပါတယ်။ တကယ်တော့နေမြေအပိုင်းချပြဿနာတွေကမြန်မာနိုင်ငံလွတ်လပ်ရေးရပြီးကတည်းကရှိခဲ့ပေမဲ့အခုຫນွေဥတော်လင်းရင်းမှာဒီပြဿနာတွေကပိုပြီးတော့မှကြီးထွက်လာပါတယ်။တချိန်ကမြန်မာတပ်မတော်စစ်ကောင်းဆောင်တွေနဲ့တိုင်းရင်းသားလက်နက်ကိုင်တွေအကြမ်းမှာစကားပြောရမယ်ဆိုရင်ကိုပိုင်စစ်တပ်ရှိုံနဲ့အစိုးရစစ်တပ်နဲ့စကားပြောလို့မရပါဘူး။မင်းတို့မှာနေမြေဘလောက်ရှိလဲဆိုတဲ့အနေအထားမျိုးနဲ့တိုင်းရင်းသားလက်နက်ကိုင်တွေကိုနှင်ခဲ့ကြတာရှိပါတယ်။ထင်သာမြင်သာပြောရမယ်ဆိုရင် ရခိုင်တက်တော့ AA တအောင်တက် TNL နဲ့ကိုကန့်တက် MDA တို့ဟာဦးသိန်းစိန်လက်ထက်မှာတနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစီရဆိုင်ရာညှိနှိုင်းရေးအဖွဲ့ NCC တီမပါဝင်ခဲ့ပေမဲ့တကယ်တမ်းတနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစီရ NCA ထိုးတော့မဲ့အချိန်မှာအဲ့ဒီသုံးဘွဲကို challenge ထားခဲ့ပါတယ်။ဒါကစစ်တပ်ရှိပြီမှန်းနေမည်မရှိလို့နိုင်ငံရေးအရာရောလူမျိုးအရာပါချိုးနိုင်ခဲ့တဲ့မြန်မာစစ်ကောင်းဆောင်တွေရဲ့ခွေးချတဲ့လောက်ရတခုဖြစ်ပါတယ်။ ဒါပေမဲ့အဲ့ဒီတုန်းကအချင်းနေတဲ့အခုအချင်းနေနဲ့တော့မတူတော့ပါဘူးအခုနယူးတော်လိုင်းကာလမှာတော့အဲ့ဒီသုံးဘွဲ့အပြင်အခြားလက်နက်ကိုင်အဖွဲ့စည်းတွေလည်းနေမြေကိုစီတွေရှိလာခဲ့ကြပါတယ်တချင်ကမြန်မာစစ်ဆိုးရခေါင်းဆောင်တွေကိုမြို့သားတန်းသူရင်နဲ့ကိုပိုင်ပြတ်ထန်ခံအတွက်စကားပြောမဲ့ဆိုရင်စစ်တပ်ရှိဖို့လိုပါမယ်စစ်တပ်ရှိုံနဲ့မပြီးသေးဘူးအင်အားကြီးဖို့ကလည်းလိုပါသေးတယ်အင်အားကြီးုံနဲ့လည်းမပြီးသေးပြန်ပါဘူးနေမြေရှိဖို့ဆိုတဲ့သူတို့ရဲ့တတ်မှတ်ချက်တွေက ဒီနေ့ချင်းဒီတိုင်းဒေသလက်နက်ကိုက်တွေအပြင်နေဦးတော်လန်ရင်းမှာပေါက်ဖွားလာတဲ့ PDF တွေမှာတောင်စစ်တပ်အင်အားနေမိတဲ့အသီးသီးပိုက်ဆိုင်ထားခဲ့ကြပါပြီ။ဒါတွေပြည်စုံနေရောမြန်မာစစ်တပ်ကသူတို့ရဲ့အရှုံးကိုလက်ခံပြီးအဲ့ဒီနေမိတွေကို ပေးလာဆိုတော့မပေးပါဘူး။အဲ့လိုမပေးတဲ့အပြင်ကိုပေါင်900တထောင်ဘုံးတွေပတ်ကျင်နေတာကအလုံးမျက်မြင်ပါပဲ။ဒါပေမဲ့ဘုံရင်သူကိုချိန်မုံရမယ့်အချိန်မှာနေမိအပိုင်းခြားအတွက်တော်လန်ရင်းတက်ဖွဲ့အချင်းချင်းပုတ်တိုက်လာကြတာကတော့လူထုကိုတကယ်ပဲ အထိနာစေပါတယ်ပြောချင်တာကနေမြေပိုင်ဆိုင်ဖို့အတွက်စစ်နိုင်ဖို့လိုတယ်ဆိုပေမဲ့လို့သူများနေမြေကိုချက်မိရင်တော့ဒါကပဋိသရစ်ဆန်တော့ပါမယ်ဒီနေရာမှာသူများနေမြေဆိုတာကတော်လိုင်းလက်နက်ကင်တွေရဲ့လူမျိုးစုနေရာတွေကိုအချင်းချင်းတင်းယုံကြတာကိုဆိုလိုခြင်းဖြစ်ပါတယ်ရန်ကုန်တို့နေပြည်တော်တို့ကိုတက်သိရင်တော့ဒါက2000ခြေဥပါစစ်အုပ်စုကိုပါတုတ်တော်နိုင်တဲ့အတွက်နေချစ်ခြင်းလို့တော့ဒါကိုဆိုလို့မရပါဘူး အနည်းဆက်ဆုံးကြည့်မယ်ဆိုရင်ရှေ့အောင်စုကိုနှစ်ပေါင်းများစွာတိုက်ခိုက်လာတဲ့ KNU လိုအဖွဲ့အစည်းတော်မှဒွေလူမျိုးစုရှိတဲ့နေရာကို KNU ရဲ့တမလေးလက်အောက်ထဲမှာထည့်သွင်းလာတာတွေ့ရပါတယ်ဒီလိုပြဿနာတွေကြောင့် KNU နဲ့မွန်ပြည်သက်ပါတီ NMSP အကြမ်းမှာလက်နက်တွေနဲ့ပစ်ခတ်တိုက်ခိုက်ကြတဲ့အထိကိုတမိုင်းရှိခဲ့ပါတယ်ရှမ်းပြည်ဘက်မှာဆိုရင်လည်း2014လောက်မှာ RCSS နဲ့ PNL လိုတပ်ဖွဲ့တွေကြာကဒူးကြီးတေသားမှာနေမြင်းပွားတဲ့ပြဿနာတွေရှိခဲ့ပါတယ် ဒီလိုနေမြင်ကြီးပွားတဲ့ပြဿနာကတမိုင်းရှိတယ်ဆိုပေမဲ့အခုမျိုးတော်လန်ရေးကာလမှာလည်းမြင်တွေ့လာရပါတယ်မျိုးသားညီညွတ်ရေးအစိုးရ NUG လောက်ကပတ်တုံလုံးအချင်းချင်းတော့နေမြင်လူကြတဲ့ပြဿနာတွေရှိကြပါတယ်နောက်ပြီးတောင်း TNL နဲ့ကိုကန် MND လည်းဖြစ်ကြတာပါပဲတောင်း TNL နဲ့ကချင် KI လည်းဖြစ်ကြတာပါပဲရခိုင်ထက် AE နဲ့ချင်း CNF တို့လည်းဖြစ်ကြတာပါပဲတကယ်တော့ဘုံရန်သူကိုတိုက်လို့အနိုင်ရတဲ့အထိကပြဿနာမရှိကြသေးပေမဲ့ တိမ်မရရှိတာတဲ့နေမြေတွေမှာအာဏာနဲ့အုပ်ချုပ်ရေးကိုတိဆောက်ကြတဲ့အပိုင်းမှာပြဿနာတွေကတဖြည်းဖြည်းကြီးထွားလာတာကိုတွေ့ရပါတယ်။ Greenie ပြည်ဒီမော့ဆိုဘက်မှာဆိုရင် ANUG ကအုပ်ချုပ်ရေးအတွက်ပတ်သက်လုံးကိုဖွဲ့စည်းခဲ့ပေမဲ့ Greenie ပြည်ရဲ့ပြည်ထောင်စုဌာနကဒါကက်ကုတ်ခဲ့တာလည်းရှိပါတယ်။ Plow ဘက်မှာဆိုရင်လည်း EA က Plow ကိုတင်ထားပါတယ်။ Plow မှာ EA ကအုပ်ချုပ်ရေးစာဖို့လုပ်တယ်။ဒါကိုချင်းလက်နက်ကိုင်အဖွဲ့ CNF ကမကျင်းတဲ့ဘူး။နောက်တစ်ခု အခုလက်ရှိဖြစ်နေတဲ့ TNL နဲ့ KNY ကြားမှာထွက်ကြိုက်တဲ့အထီကိုတော့မှဖြစ်လာကြတဲ့အတွက်အခုချိန်ပြေလည်တာမရှိခဲ့ဘူးဆိုရင်ဒီနေ့မြင်အငေးပွားတဲ့ပြဿနာကအမှိုက်ကစားပြတ်သက်မီးလောင်လို့ဖြစ်သွားနိုင်ပါတယ်ဒီလိုပြဿနာတွေကပြည်ထောင်စုထေကမတူကွေးပြားတဲ့ဒီမိုကရေစီစံနှုန်းတွေကိုလည်းထိခိုက်နိုင်ပါတယ်ဒုတိယအနေနဲ့ပြောမယ်ဆိုလို့ရှိရင်လက်နက်အားကိုးတဲ့အနိုင်ကျင့်လာတဲ့ပြဿနာဖြစ်ပါတယ် စစ်ပြေဝရကိုတိကလွှမ်းမိုးစေတာကတော့လက်နက်အကိုပီလူကိုလူမမြင်ကြတဲ့ပြဿနာဖြစ်ပါတယ်။စစ်အာဏာရှင်ကိုတော်လှန်ရေးနေဦးတော်လှန်ရေးမှာလက်နက်ကင်အားစုတွေအဖြစ်ကြီးထွားလာကြပြီးလက်နက်မမြင်ပူခဲ့တဲ့အညာလိုဒေသမှာတော့လက်နက်တွေတောင်ပုံရပုံနဲ့လက်နက်ကင်တဲ့သူတွေအများကြီးဖြစ်လာပါတယ်။အဲ့ဒီအထက်မှာစကိုင်းတိုင်းနဲ့မကွေးတိုင်းကအများဆုံးလို့ပြောရပါမယ်။စစ်အာဏာရှင်လက်အောက်မှာပြည်သူတွေဟာနှီးမျိုးစုံနဲ့ညစ်ပန်းနှိပ်စက်ခံခဲ့ရပါတယ်။အသက်ခံခဲ့ရပါတယ်။ လက်နက်အင်အားရှိတဲ့စစ်တပ်တခုအဖြစ်ကဘာမှာအဆင့်38နေရာအထိကိုရောက်ခဲ့ပါတယ်ဒီလိုအဆင့်38ရောက်ခဲ့တဲ့မြန်မာစစ်ဆူရခေါင်းဆောင်တွေဟာအောက်ကပြည်သူတွေကိုပြည်သူလိုမဆက်ဆံခဲ့ပါဘူး ERO တွေကလည်းထိုနေ၎င်းအမျိုးသားတန်းတူရေးတွေမပေးခဲ့ပါဘူးဒါကြောင့်လည်းဒီမိုကရေစီကိုတောင်းရင်လည်းကဘာရေးစီးကြောင်းမှာမြန်မာကဆက်အနာတိန်းတာကိုစတင်လိုက်တာဖြစ်ပါတယ်စစ်ကောင်စီကိုယ်တိုင်ကလည်းလက်နက်အကူနဲ့ဖျက်ချောက်တယ်နောက်ဆိုဖျက်ချောက်တဲ့အဆင့်ထက်အဖမ်းစီးတွေလောက်လာတယ်အဲ့ဒီတဲ့ပိုတဲ့တပ်ဖြတ်တာတွေကိုမတရားလှုပ်လာတယ် နောက်ဆုံးမှာနေဦးတော်လန်ရေးပေါ်လာပြီးလက်နက်ကైလမ်းစဉ်ကိုလူထုကရွေးရှိတောက်ခဲ့ကြပါတယ်။ဒါကြောင့်မြန်မာပြည်မှာလက်နက်ဆိုတာဈေးကြီးပေမဲ့ကစွန်းရဲ့ချင်မောင်ရဲ့ဝယ်တို့ဝယ်လို့ရနေတာကြောင့်နေရာတိုင်းမှာအင်အားစုအတိအကျတွေဖြစ်လာကြပါတယ်။ဒါကလက်နက်ကైတွေ များလာလို့အဖြစ်ပြောချင်တာတော့မဟုတ်ပါဘူး။လက်နက်ကైမီလက်နက်အကူနဲ့လက်နက်ကైအချင်းချင်းဖြစ်စေလက်နက်မရှိတဲ့ပြည်သူကိုဖြစ်စေပြဿနာတွေဖြစ်လာရင်အင်အားကြီးတဲ့သူက အနိုင်ကျင့်ပိုကြလာမယ်ဆိုရင်ဆီယနာရှင်တတ်တာ ဖြစ်လာတာကိုတော့အပြစ်ပြောမှာအမှန်ပဲဖြစ်ပါတယ်ဒီတော့လက်နက်အကုန်နဲ့အနိုင်ကျင်းဘူကြမုံရှိမရှိကိုစစ်ဆေးကြည့်အောင်ပါစကိုင်းတိုင်းမကွေးတိုင်းဘက်မှာဆိုရင်အမျိုးသားညီညွတ်ရေးဆိုရအင်ယူဂျီလောက်ကပတ်တလုံးအပါအဝင် LPDF တွေအများကြီးရှိပါတယ်တစ်ချက်က LPDF ဆိုတာဒီအင်ယူဂျီလောက်ခံမဟုတ်တဲ့အခြားလက်နက်ကိုင်ဖွဲ့စည်းတွေကိုပြောချင်တာဖြစ်ပါတယ်အဲ့ဒီလက်နက်ကိုင်ဖွဲ့တဲ့ကြားမှာပြည်ထနာတွေကနေမြေကိစ္စအပါအဝင်အခြားပုံစံမျိုးစုံတွေနဲ့လည်းမြင်တွေ့ရပါတယ် အထူးသဖြင့်ဘူနဂါရဲ့ BNR တပ်ဖွဲ့တွေနဲ့ NUG MOD လက်အောက်ခံတပ်ဖွဲ့တွေကြမှာဖမ်းဆီးကြတဲ့အထီကိုပထမဆုံးစဖြစ်ပါတယ်2023ခုနှစ်ဒီဇင်ဘာလမှာစကိုင်းတိုင်းကမ်လူ KI မှာဖြစ်တော်တဲ့ BNR နဲ့ဘူနဂါတပ်ဖွဲ့ဝင်16ဦးကို NUG MOD တပ်ကဖမ်းဆီးသွားခဲ့တာရှိပါတယ်ဒီပြဿနာတွေကိုခေါင်းဆောင်တွေချင်းချင်းညှိနှိုင်းအပြေရှာလို့ပြီးသွားပြီလားဆိုတော့မပြီးပဲနောက်နှစ်ကိုကူးသွားပါတယ် 2024ခုနှစ်ဧပြီလအထက်မှာလဲရင်းမပင်ခရိုင်မှာ BNN နဲ့တပ်ဖွဲ့ဝင်တွေနဲ့ NUG MOD လက်အောက်ခဏကြာထပ်ပြီးအဖမ်းအစည်းတွေရှိခဲ့ပါတယ်အဲ့ဒီတည်းဆိုတာက NUG လက်အောက်က PDF အခြေချင်းတိုက်ခိုက်တပ်ဖြတ်ကြတာပါပဲ2023ခုနှစ်ဩဂုတ်လ4ရက်နေ့မှာဖြစ်သွားတဲ့မန္တလေးတိုင်းမြင်းကျံဘက်က MG6 ပျောက်ကြတန်းနဲ့မကွေးတိုင်းရေစကြိုဘက်က PDF တွေရေလေကျွန်းမှာတိုက်ပွဲဖြစ်လို့တိုက်ခိုက်တိုက်ဆုံးတာတွေနဲ့နှီးကုံချုပ်ခဲ့ရပါတယ် ဒီလိုပို့တိုက်မှုတွေကနှစ်ဖက်လက်နက်ကင်တွေချာမှာနောက်ဖြစ်လာနိုင်မဲ့ပြဿနာအကြောင်းအချက်တွေအဖြစ်သတိတည်နေပြီးတော့ပြည်သူတွေရဲ့ယုံကြည်မှုတွေကိုလည်းဆုံးချုံစေပါတယ်။ဒါက PDF တွေရဲ့သူတို့အချင်းချင်းဖြစ်တဲ့ပြဿနာပါ။နောက်ထပ်ပြဿနာကပြည်သူတွေကိုလက်နက်အကူနဲ့ပစ်တဲ့ကိစ္စပဲဖြစ်ပါတယ်။အခုနေဦးတော်လည်းရေးဖြစ်လာပြီးနောက်ပိုင်းမဟာလစစ်တပ်ကအတမစစ်သားစုဆောင်းတာတွေအပြင်ကိုပြည်သူတွေကိုမတရားတပ်ဖြတ်ဖို့အတွက်သူတို့ရဲ့လက်အောက်ခံ ပြည်သူစစ်သူတွေကိုလက်နက်တက်ဆင်ပေးတာနောက်ဆုံးရက်ကွက်အချွတ်ရမှုတွေကတော့မှလက်နက်တွေပေးထားတယ်လို့သိရပါတယ်။မာနာကပေးတဲ့လက်နက်တွေနဲ့ပြည်သူကိုထင်တိုင်းကျင်းနေတာကအကြမ်းဖက်တွေရဲ့လုပ်ရတခုဖြစ်ပါတယ်။ဒီလိုအကြမ်းဖက်ဆက်အနာရှင်ကိုတော်လှန်တဲ့ PDF တွေကပြည်သူကိုလက်နက်နဲ့ချင်းချောက်ပြီးနောက်ဆုံးပြစ်တဲ့အစင်တီဖြစ်လာတာကတော်လှန်ရေးကိုပုံပြက်စေတဲ့လုပ်ရဖြစ်ပါတယ်။လုံငန်းတောင်းနေတဲ့စနေလီကိုနေဖေဗူအာရီလမှာစကိုင်းတိုင်းဝက်လက်မြို့နယ်တခွက်တော်ရော်ကအမျိုးသမီးတူကို ီရွှေဘိုခရိုင်တက်ရင်နှစ်တက်ခွဲတည့်ရဲ့သူခင်မှုအစင်ရှိတဲ့သူကဒါသူတို့ရဲ့သမီးကြီးစားအရှင်စကားများရကနေပြီးတော့မှတင်းနဲ့နဲ့ပြစ်တက်ခဲ့တာဖြစ်ပါတယ်ဒီလိုဒေါ်သာစိတ်ဖြစ်ုံနဲ့ပြည်သူတဦးကိုပြစ်တက်လိုက်တာဟာပြည်သူတွေကိုစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာထိခတ်နေတဲ့အတွက်စစ်ပြင်းဝါဒဆိုတာလဲဒီလိုလက်နက်နဲ့အနိုင်ကျင့်တဲ့အကျင့်စရိုက်တစ်ခုဖြစ်ကြောင်းကိုပြောချင်တာဖြစ်ပါတယ်နောက်ဆုံးအချက်ကတူတလုံးကတမင်းဖြစ်လာတဲ့ကိစ္စပါ စစ်ပြင်ဝရကိုချစ်တွင်လာတဲ့သူတွေရဲ့လက္ခဏာတွေထဲမှာသူတလူငါတမင်းဆိုတဲ့စိတ်တဲ့ရှိတဲ့သူတွေလည်းပါပါတယ်ဒီလိုဖြစ်လာတဲ့သူတွေကိုကြည့်မယ်ဆိုရင်ဆရာနာရှင်မြမစစ်တပ်ရဲ့လက်ဝဲခံတပ်အဖြစ်ပြောင်းလဲတော့ကြတဲ့ဘီတူစစ်တပ်ဖွဲ့တဲ့များပါတယ်အမျိုးသားတော်လည်ရဲ့အတွက်လက်နက်ကင်ကြပြီးမဲ့နောက်ဆုံးဆရာနာရှင်မြမစစ်တပ်နဲ့ပေါင်းပြီးစီးပွားရှာကြတဲ့အစင်းဒီကိုရောက်သွားကြပါတယ်အမျိုးသားကျူးစီးပွားကိုကောက်ွေတာတဲ့ကိုကျူးစီးပွားကိုရှာပြီးအာနာတီမြဲရေးကို ငွေချင်းနဲ့ပိုင်းဖြက်လာကြတာဖြစ်ပါတယ်မြန်မာစစ်တပ်ရဲ့လက်အောက်ခံတပ်အနေနဲ့ပြောင်းသွားတဲ့အထင်မှာပြည်သူစစ်တွေနေကြာဆောက် BGA တွတ်တွေကမြန်မာတော်လှန်ရေးတမိုင်းမှာအတော်များများရှိပါတယ်ဆီယနာရှင်လောဘသားတွေနဲ့ပေါင်းပြီးစစ်ပြင်းတွေဖြစ်လာကြတဲ့သူတွေရှိပါတယ်1962ခုနှစ်ဘွန်နဝင်းတက်လာပြီးနောက်ပိုင်းခွေးရည်တွေစနစ်ကိုကျင့်သုံးခဲ့ပါတယ်တကယ်တော့ခွေးရည်တွေစနစ်ကဗြိတိရှားတွေကိုလိုနီနေရှင်းကလေးကမြန်မာနိုင်ငံမှာတိုင်းရင်းသားတွေကြားသွေးခွေးအုပ်ချုပ်တဲ့နီးပရိရဲ့ တစ်ခုပါပဲအဲ့ဒီတော့မှဆိုပြစ်ချက်တွေရဲ့တိုင်းရင်းသားလိုတတ်မှတ်တဲ့ထဲမှာဗမာလဲပါပါတယ်ပူနေဝင်းရဲ့ခွေးရွေးတွေးမှာကချင် KIA တပ်ဖွဲ့ကစကုံတင်းရင်လို့ motion မျိုးနေစုနဲ့မရှူမျိုးနေဝင် layout slon က1968ခုနှစ်မှာခွဲထွက်ပြီး1990မှာမြန်မာစစ်တပ်နဲ့အပြည့်ရက်ခဲ့ပါတယ်အပြည့်ရက်ပြီးနောက်ပန်းဝါကိုကချင်ဒေသအထူးတစ်အဖြစ်တတ်မှတ်ပြီးတော့မှဒီမိုကရေစီတစ်တတ်မှတ်တော့ကချင် NDAK အဖြစ်ပြောင်းလဲခဲ့ပါတယ် အဲ့ဒီနောက်စခုံတိုင်းရင်က NDAK ကမြန်မာစစ်တပ်နဲ့ပေါင်းပြီးတော့မှအာဏာတည်မြဲလာပြီးစီးပွားရေး empire ချစ်တယ်ပြီးတော့ဗစ်စ်ပြင်းတစုအဲ့ဒီနေရာကမင်းလုတ်ခဲ့ပါတယ်ဒါပေမဲ့လို့နယူးတော်လင်ရဲ့အရောက်မှာတော့ KIA ရဲ့ထူးစစ်တွေကြောင့်စခုံတိုင်းရင်ရဲ့စစ်ပြင်း empire ဟာလက်ပိုင်အတွင်းမှာပဲနေဝင်တော့ခဲ့ပါတယ်ပြီးတော့1990 91လောက်မှာ MDA ကိုကန် UWSA နဲ့ NDAA တို့ဟာရှမ်းပြည်မှာအထူးတည်တာအဖြစ် အတီးတီးတက်မှတ်ခံခဲ့ရပြီးတော့ပို့အိုးထဲမှာလဲပို့အိုးဖြူနယ်ပို့အိုးနီကွဲပြီးတော့မြန်မာစစ်တပ်နဲ့ပူးပေါင်းသွားတဲ့ PNO PNA ပို့အိုးဖြူကရှမ်းပြည်အထူးဒေသ6အဖြစ်ရပ်တည်ခဲ့ပါတယ်။ဦးအောင်ခန်းဒီဦးဆောင်တဲ့ PNO မှာလက်ရှိဒုစီဦးချုပ်နေဝန်ထွန်းကတာဝန်ယူပြီး PNO ရဲ့စစ်ရင်အားနဲ့စီးပွားရေး Empire ကိုချစ်ထင်ပြီးတော့ Crony စစ်ပြည်တစုအဖြစ်ရပ်တည်လာခဲ့ပါတယ်။နောက်ထပ်ကြန့်ရှိနေတာကတော့1994ခုနှစ်မှာ KNU ကနေပူချုပ် ဆောလာဘွယ်နှခမ်းဝင်းဦးဆောင်တဲ့တုတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတက်မတော် DKP ရဖြစ်ခွဲထွက်သွားခဲ့ပါတယ်။နောက်ပိုင်းဒီဘူချုပ်ဆောလာဘွယ်ဦးဆောင်တဲ့တုတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတက်မတော် DKP ကနေ2010မှာဘူဆော့ချစ်သူဦးဆောင်ပြီးတော့နေကြားဆောက် BG ရဲ့တဖြစ်လဲထပ်မံပြီးခွဲထွက်ပြီးတော့ဆီယနာရှင်မြန်မာစစ်တပ်နဲ့ပူးပေါင်းခဲ့ပါတယ်။ဘူလဝင်းလက်ထက်ကစစ်ထောင်းလင်းရဲ့ဘူကင်ညိုလက်ချက်တွေကြောင့်ကချင်ရှမ်ပိုကရင်တို့အကြီးကျယ် ကိုလူမျိုးအချင်းချင်းတိုက်ခိုက်ခဲ့ကြပြီးကိုပိုင်အုတ်ချုပ်ရေးအာဏာတွေနဲ့တွင်းနှစ်ထင်ရောက်ခဲ့ကြပါတယ်။တွတ်တက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် DKP မှာ2010တမတော်ဥဒေဆိုင်လက်ထက်တနင်္ဂနွေလုံးပြစ်ခတ်တိုက်ခိုက်မှုရရှိရေး NCA ကိုထိုးမဲ့အဖွဲ့နဲ့မထိုးမဲ့အဖွဲ့နှစ်ဖွဲ့ကွဲပြီးတော့ဘူမူကြီးစောဆန်းအောင်ကို DKP အဖြစ်ကနေပထမဆုံးထုတ်ပြလိုက်ပါတယ်။အဲ့ဒီနောက်2015ခုနှစ်လောက်မှာဗိုလ်ချုပ်သက်ဗိုလ်ပြီးတို့ကိုလည်းထပ်မံထုတ်ပြခဲ့ပါတယ်။ ဘူဆန်အောင်ဘူကျော်တဲ့ဘူဘီတိုထုတ်ပေခံရတဲ့အရာရှိ၃ဦးစုစည်းပြီးတော့တွတ်တက်တော်ပုဒ်တော်ဘာသာကရင်မျိုးသားတက်မတော် DKB ရဲ့အဖြစ်ရက်တိခဲ့ပါတယ်။ဘူချုပ်စောမှုရှင်းနဲ့တူချုပ်စောစတီဦးဆောင်တဲ့ DKB ကိုဒီမိုကရေစီကျိုးပြုကရင်တက်မတော်ဆိုပြီးအတိတ်ပြည်ပြောင်းလဲတက်မှတ်ခဲ့ပြန်ပါတယ်။လက်ရှိဘူချုပ်စောစတီဦးဆောင်နေတဲ့ဒီမိုကရေစီကျိုးပြုကရင်တက်မတော်နဲ့ဘူမူကြီးစောချစ်သူဦးဆောင်တဲ့နေကြားဆောင်တဲ့ BGF ကဆက်ရနေရှင်မြန်မာစစ်တပ်နဲ့ပူးပေါင်းပြီးခရိုနီတစ်ဖြစ် စီးပွားရေးအင်ပါယာကိုချစ်တင်ပြီးတော့ငွေကြေးနဲ့စစ်ရင်အားတိုးချစ်လာတာကြောင့်ကရင်ပြည်နယ်မှာကိုပိုင်နေမည်တွေနဲ့စစ်ပြင်းတွေဖြစ်လာကြပါတယ်။နောက်ဆုံးပြောမယ်ဆိုရင်နယူးတော်လရင်အရာရောရှစ်အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီအတွက်ပါဒီစစ်ပြင်းဝါဒကအနောက်ရှက်အတားအဆီးတွေအများကြီးဖြစ်စေပါတယ်။တိုင်းပြည်ရှုပ်ထွေးလာတဲ့အချိန်မှာဥနုကဘွန်နဝင်းလက်ထက်ကိုအပ်လိုက်တယ်လို့မျိုးဥနုဝင်းလက်ထက်88အရေးကင်းမှာ မူချုပ်စောမောင်လက်ထက်ကိုအပ်လိုက်တယ်လို့မျိုးစစ်ဗျင်ဝါဒကိုဖက်တွေထားကြတဲ့ဆီအနာရှင်ဟာအခုမင်းအောင်လိုက်လက်ထက်မှာလဲအတ္တိဝါဒကိုစွတ်ကင်ထားစေဖြစ်ပါတယ်မြန်မာစစ်တပ်ရဲ့ဆီအနာရှင်ဆက်ဆက်မှာတော်လန်တိုက်ခိုက်ကြတဲ့တိုင်းရင်းသားလက်နက်ကိုင်တွေရှိသလိုအဲ့ဒီဆီအနာရှင်တွေနဲ့ပူးပေါင်းသွားကြတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေလည်းရှိပါတယ်အချင်းအောင်ဆောင်နေတဲ့သူကိုနှိုးရကတ်သလိုမတိချင်းအောင်ဆောင်သလိုနဲ့ဆီအနာရှင်ရဲ့အလို့ကျတောက်တိုင်ဖြစ်နေတဲ့တိုင်းရင်းသားလက်နက်ကိုင်တွေအရေးဟာလည်းပြောရခက်ပါတယ် 2008ရှေ့ဦးနဲ့ကြားကန်ပေးတဲ့မြန်မာစစ်တပ်ရဲ့ဆက်ရနာရှင်ကြီးစိုးရေးအောက်မှာကိုကျိုးစည်းဝါတဲ့ရုပ်သေးရုပ်တွေလိုလိုက်ကပေးနေတာကစစ်ပြင်ဝါဒကိုပုံပြီးအတွန့်ရှည်စေပါလဲဘေလက်နက်ကင်အဖွဲ့စည်းပဲဖြစ်ဖြစ်စစ်ပြင်ဝါဒကြီးစိုးလာရင်တေချာပေါက်လူထုကိုထိခိုက်လာမှာပါဒါကြောင့် Federal Democracy အတွက်စူးညောင်ခလုတ်တစ်ခုဖြစ်လာတဲ့ဒီစစ်ပြင်ဝါဒကိုပါတပါတယ်တိုက်ဖြစ်ဖို့လူချောင်းကိုတင်ပြလိုက်ပါတယ်